ဟာအကုန်မာပြီကွာအခုနဗီဒီယိုอ่ะဆိုရင်တိုင်းကျလာပြင်းနေရအာနာသိန်းစစ်တပ်ကလေးနဲ့ဘုံကျဲပြီးတဲ့နောက်ဖြစ်သွားတဲ့အခြေအနေဟိုရိုက်ကူးထားတဲ့ဗီဒီယိုပဲဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီတိုက်ခိုက်မှုကြောင့်အရသာပြည်သူတွေတပိတ်ခေါင်းဆောင်တွေចောင်းသားအចောင်းသူတွေအများကြီးအပါဝင်လူကြီး30ကျော်လူကြီး30နီးပါးတိတ်ဆုံးခဲ့ရပြီး 50ကျော်တန်ရန်ရသွားတယ်လို့သတင်းတွေမှာဖော်ပြထားတယ်ပေါ့နော် GSCB ကထုတ်ပြန်လာတဲ့ဗီဒီယိုလေးကိုစာဆုံးကြည့်လိုက်အောင်အာအာတော့မာပြီခွာအေးအေးမအောင်လဲရှာပြေဘာအောင်လဲ

ဒါအခုကြည့်ရတဲ့ဗီဒီယိုဆိုရင်ဒါ JCB ကတော်တော်ထုတ်ပြန်ထားတဲ့ဗီဒီယိုပေါ့နော်။အိုင်ငယ်ကဘလို့ဖြစ်သွားလဲဆိုတဲ့အမှုပေါ့။ဆိုတော့တရင်ကျိုလာပြင်းနေဖြစ်တယ်။စီမင်းထွန်းတပိတ်ကိုပြုတ်လုံနေတဲ့အချိန်မှာစစ်တပ်ကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တာပေါ့နော်။ဆိုတော့အဆိုပါဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်မလို့ဒါတေဂျီပျက်စီးသွားလဲများတယ်။ဒီလိုမျိုးလူအစုလိုက်ပြုံလိုက်ကိုလေချောင်းနဲ့တိုက်ခိုက်ပြီးတော့အစုလိုက်ပြုံလိုက်ကိုဒေဝအောင်လုပ်တယ်ဆိုတော့ဒါပထမဆုံးအကြိမ်တော့မဟုတ်ဘူး။ဒါပေမဲ့ဒီနေ့ကဒါ အဲ့ဒီနေရာဒါသတင်းကြော်လာပြင်းနေလည်းဖြစ်တယ်သတင်းကြော်လာပြင်းနေဆိုတာဒါဗုဒ္ဓဘာသာဝင်တွေအတွက်လည်းနေထူးနေမြဖြစ်တယ်လို့မြန်မာနိုင်ငံရဲ့နေထူးနေမြအားလည်းရတရလေဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုနေမျိုးမှာတော့မှစစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဟာမျိုးကိုဒါကျွန်တော်အနေနဲ့စိတ်မကောင်းသော်လည်းတွေ့ခဲ့ရတယ်အရသာပြည်သူတွေအများအပြားတိတ်ဆုံးသွားပြီးတော့တန်ရရွားတဲ့လူတွေလည်း90ထပ်မနေရှိတယ်လို့ မြေပြင်မှာကုညီနေပွေးနေတဲ့အဖွဲ့တွေကပြောတယ်ဗောနော်စစ်တပ်ကလက်ရှိချိန်မှာသူတို့ကဒီလွန်ခဲ့တဲ့တနေ့နှစ်နှစ်ကတည်းကဆိုင်အခုအချိန်ဒီမှာလေကြောင်းတိုက်ခိုက်မှုတွေကိုပြုလုပ်နေတဲ့ဟာမှာလေရင်တစ်ခုတည်းနဲ့မဟုတ်တော့သူတို့ကလေရင်ပြင်ကိုသူတို့အဆင့်နေမြင့်လာတဲ့ဒရုန်းတွေနဲ့လည်းအသုံးပြုပြီးတော့တိုက်ခိုက်နေတာတွေရှိတယ်နောက်ပြီးတော့အခုဆက်တက်ရင်ဆိုတော့ပါလာဂရိုက်တာပုံကနေပြီးတော့ဘုံသီးတွေဖြစ်ချပြီးတော့တိုက်ခိုက်နေတယ်ဆိုတဲ့ဟာမျိုးတွေရှိတယ်ဘောနော်ဆိုတော့ဒီ တော်လိုင်းကာလ၄နှစ်တာကျော်၅နှစ်တာတဲ့၅နှစ်ပြည့်တော့မယ့်အချိန်ကာလအတွင်းမှာအာနာသိန်းစစ်တပ်ရဲ့ဒီလေကြောင်းဒီကောင်းငင်ရနေပြီးတော့တိုက်ခိုက်နေတဲ့တိုက်ခိုက်မှုတွေကဒါတနေ့တခြားပုံမတိုးတက်လာတဲ့ဆိုတဲ့ဟာမျိုးတွေကိုတွေ့နေပေါ့ဒီရင်ဒါလွန်ခဲ့တဲ့၂နှစ်လောက်ကဆိုရင်တို့ရှိမှာဒရုန်းတော်မှကောင်းကောင်းအဆင်မြင်တာမရှိသေးတဲ့အချိန်နေရတယ်တဖြည်းဖြည်းချင်းဒရုန်းတွေကလည်းအဆင်မြင်လာသလိုလက်ရှိချိန်မှာဒါစက်တက်ရင်လို့ခေါ်တဲ့ဒီပါလာဂရိုက်တာတွေကအစပါလာဂရိုက်တာပါရာမော်တာ တော့အဲ့လိုမျိုးစက်တဲ့ရေနေရဆာသူတို့တွေကတုံးပြီးတော့လေကြောင်းတိုက်ခိုင်းမှုတွေကိုဒါပြုလုပ်နေတဲ့ဟာတွေကိုတွေ့ရတယ်ဗောနော်တစ်ဖက်မှာလည်းဒီဟာတွေကဒါတော်လိုင်းတစ်ဖွဲ့တွေနေနဲ့ကာကွယ်မှုအတွက်ကိုလိုအပ်ချက်တွေအများကြီးရှိသလိုဒီလိုကာကွယ်နိုင်မှုအတွက်လည်းလွယ်ကူမနေတဲ့ဆိုတဲ့အခြေအနေမျိုးတွေရှိနေတဲ့အတွက်ကိုဒါစစ်တပ်ကတော့ရွေးကောက်ပွဲမတိုင်ခင်မှာသူတို့အားတာတဲ့ဒီကောင်းငင်ပေါ့ area attack တွေကနေပုံမလို့ဆောင်လာမဲ့အနေအထားမျိုးတွေကို တွေ့ရတယ်ဗောနော်လက်ရှိဆိုရင်ဒီ2025တနေထဲမှာတင်ဘယ်စစ်တပ်ကလေးချောင်းတက်ခဲမှုကိုလုပ်ခဲ့တာအချိန်2000ကျော်ကျော်ရှိတယ်ဆိုတဲ့အနေထားမျိုးတွေရှိတယ်ဗောနော်ဒီတစ်ဖက်ဗီဒီယိုမှာတော့ဒါတရင်ကျော်လာပြီနေရဖြစ်သွားတဲ့ဒီစိတ်မကောင်းစရာအခြေအနေလေးကိုဒီတစ်ဖက်ဗီဒီယိုမှာတော့ဒါတရင်ကျော်လာပြီနေရလေးချောင်းတက်ခဲခံရတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့လုပ်ခဲ့တာဗောနော်ဆိုတော့နောက်လာမယ့်ဗီဒီယိုမှာကျွန်တော်အနေနဲ့ဘယ်လိုမျိုးဗီဒီယိုတွေ ျွန်တော်လှုပ်ရမယ်ဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းလဲအကြောင်းလိုက်ပါမလဲဆိုတော့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်လို့ပြောချင်ပါတယ်ကျွန်တော် channel ကို subscribe လုပ်လို့ရသေးလို့ဆိုတော့အလုပ်ဝင်လို့တော့ကြပါအောင်လို့ပြောချင်ပါတယ်နောက်လာမယ့်ပတ်မှာ